ြစည်းမပရိသတ်များအားလုံးမင်္ဂလာပါရှင်မေလ9ရက်နေ့သမြစည်းမ prime time မြစည်းမသတင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့အစီအစဉ်ကိုတော့ကျမရွှေနွယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုကြည့်ရှုကြမယ့်သတင်းတွေကတော့ PDF တက်ထဲကိုဝင်ရောက်လာသူတိုးလာနေစေဖြစ်တယ်လို့ MOD ပြောတဲ့သတင်းဗမော်မားစစ်ကောင်စီတက်လေးချောင်းကနေစစ်ကိုပေးပို့ပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့သတင်း ရင်းချက်မှာစစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့လူဦးရေ200ကျော်မှာတိန့်တရာနဲ့ရွေးယူခရရတဲ့6ဦးသားပြန်လွတ်လာတဲ့တရင်နဲ့အငင်းပွားကျွန်းနေအနီမှာလေးပိုင်းနဲ့ချိုးဖောက်တယ်လို့ဆိုကဂျပန်နဲ့တရုတ်အပြန်အလှန်ဆွဆွဲကြတဲ့တရင်အပါဝင်တခြားရေးကြီးတရင်တွေနဲ့စိတ်ဝင်စားပွဲတရင်တွေကိုတင်ဆက်ပေးသွားမှာပါရှင်ပြည်သူ့ကော်ရေးတပ်မတော် PDF တပ်ဖွဲ့တွေကိုဝင်ရောက်လာတဲ့နှုံကဒီကနေ့မေလ9ရက်နေ့ PDF တီထောင်ခြင်းလင်းနေပြည်တဲ့အထိတိုးများနေစေဖြစ်တယ်လို့ မြန်မာညညရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယအတင်းဝင်ဦးမမောင်ဆွေကမျက်စိမှောက်ပြောပါရယ်အန်ယူဂျီစိုးမိုးနယ်မြေတွေတွန်းပွားလာတာနဲ့အမျှဝင်ရောက်လာသူတွေပိုများလာတယ်လို့စစ်ကောင်စီရဲ့အာဓမစစ်မှုထမ်းဥပဒေကြောင့်တော်လိုင်းတာဝန်ထမ်းဆောင်လို့သူတွေလည်းများလာနေတယ်လို့ဦးမမောင်ဆွေကပြောပါရယ်ဒီလိုဝင်ရောက်လာကြသူတွေကိုတင့်တော်တဲ့နေရာတွေမှာတာဝန်ချထားပေးတာရှိတယ်လို့အတင်းအာဓမစစ်သားစုဆောင်ခံရသူတွေကနှိစက်ရ PDF ပကဖရီနဲ့ချိတ်ဆက်ပြီးတော့ဘတ်ပြောင်းကစစ်ကောင်စီကိုပြန်တိုက်နေသူတွေလည်းရှိတယ်လို့သူကပြောဆိုပါရယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တီထောင်ပြည်လေးနှစ်အတွင်းမှာအောင်မြင်မှုများစွာရရှိခဲ့တာကမားမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူလူထုရဲ့ထောက်ပံ့ကူညီမှုတွေကြောင့်ဖြစ်ပြီးကျေးဇူးတင်ချောင်းလဲ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းက PDF တီထောင်ခြင်းလေးနှစ်ပြည့်အထိမ့်မှန်မိန့်ခွန်းမှာပြောဆိုတော်ပါတယ်။ဒါပြင် PDF ကိုဒတိုင်းပြည်လုံးအနေနဲ့စစ်စင်ရေးနယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်တယ်လို့စနစ်ကျတဲ့ပြည်သူ့တပ်မတော်တရက်ဖြစ်ဖို့စူးစမ်းအကောင့်ထဲပေါ်နေတာကိုလည်းမြင်တွေ့ရကြောင်းသူကပြောဆိုတော်ပါ ါပါရရှင်။ကချင်ပြည်နယ်ပမော်မြို့နယ်မှာစကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ် KIA တို့ကြားမှာဖြစ်ပွားနေတဲ့မြို့သိမ်းတိုက်ပွဲအတွင်းစကောင်စီတပ်ဘက်ကနေပြီးတော့လေကြောင်းအုံပြုဆင့်ရာဖြစ်တင်းနေပြီးတော့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သတင်းရရှိပါရယ်။နေကမေလ၄ရက်နေ့မှာရန်ရံ၃စီးနဲ့ပမော်မျိုးပေါ်မှာရှိတဲ့စကောက်စီရဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခခ21ကိုအင်အားဖြင့်တင်းသွားတာရှိတယ်လို့ KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူကပြောပါရယ် ။ KAI နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းစကခ21ကိုဦးတီကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါရယ်။ဗမော်တိုက်ပွဲအတွင်းမှာမျိုးပေါ်ရက်ကွက်ကနေရာအနှံ့အပြားကို KAI ပူးပေါင်းတပ်တွေဘက်ကတပ်ဖြတ်နေရာယူထားပြီးဖြစ်ပေမဲ့စကောက်စီတပ်ဘက်ကလည်းစစ်ဆင်ရေးကုကဲမှုဌာနချုပ်21နဲ့အတူတပ်စခန်း6ခုထံမှလည်းကြန့်ရှိနေဆဲဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။ ဗမာမျိုးပေါ်မှာစကောင်စီတပ်ပကစကခ27ချင်းလင်းတရင်ခလာရ49အမှတ်94စင်ဂျင်နီယာတရင်အမှတ်933ထောက်ပို့ပို့ဆောင်ရေးတရင်အမှတ်7စစ်မြေပြင်စေးတရင်တမရှိရှိလောက်ကန်တရင်စတဲ့တပ်စခန်းတွေကြန့်ရှိနေသေးတာဖြစ်ပါတယ်ဗမာမျိုးသိန်းတိုက်ပွဲအတွင်မှာပြင်းထန်တိုက်ပွဲဖြစ်ပွားနေတဲ့စစ်မြေပြင်ရဲ့ area က -10 ဝန်းကျင်ခန့်ရှိတယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါရယ်ဒီလိုစစ်မြေပြင် area ကျယ်ပြန့်လာတဲ့အတူသိမ်းပိုက်ရမယ့်တပ်စခန်းတွေများပြားနေတာကဗမာတိုက်ပွဲကိုအချိန်က ြာမြင့်စင်တဲ့အချက်လက်ဖြစ်တယ်လို့နောက်တစ်ခုကလည်းစစ်ကောင်စီတပ်ရဲ့လေကြောင်းထောက်ပို့မှုတွေနဲ့လေကြောင်းဘုံကျဲမှုတွေကိုမကာကွယ်နိုင်သေးတာကတိုက်ပွဲကလာကြာမြင့်ရခြင်းရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါရရှင်။ မန္တလေးတိုင်းမြင်းချံမြို့ပေါ်ကိုလာရောက်ဈေးဝယ်သူတွေနဲ့ကားသမားတွေအပါဝင်လူ100ကျော်ကိုစကောက်စီတပ်ကဖမ်းဆီးထားပြီးတော့ဒီထက်က6ဦးသားငွေကျပ်300နဲ့ပြန်ရွေးယူလို့ရသေးတယ်လို့ဒေသခံသတင်းမြစ်တွေထံကသိရပါတယ်။ဒီကနေ့2024ခုနှစ်အောက်တိုဘာလကနေ2025ခုနှစ်ဧပြီလတကြမတိုင်ခင်အထိ6လတာကာလအတွင်းမှာစကောက်စီတပ်ကဖမ်းဆီးထားတဲ့လူ100လောက်ကသတင်းစာနာပြောင်းနေတာဖြစ်ကအခုမေလရက်ပိုင်းအတွင်းမှာတော့ငွေနဲ့ပြန်ရွေးယူထားတဲ့6ဦးသားလွတ်မြောက်လာတယ်လို့သိရပါတယ်။ဒါအပြင်စကောက် စီနဲ့နှိစက်သူတွေထံမှစုံစမ်းထားချက်တွေအရ20လောက်ကတည်ဆုံသွားပြီလို့လည်းပြောဆိုပါရယ် စကောင်းစီတက်ကမြင်းချံကျေးရွာတွေဘက်ကနေမြို့ပေါ်ကိုလာရောက်ဈေးဝယ်သူတွေနဲ့ကာသမာလူဦးရေစုစုပေါင်း၂၀၀ဝန်းကျင်ကိုသူတို့ဖွင့်လက်စစ်ဆေးနေတဲ့စစ်ဆေးရေးဂိတ်ကိုဖျက်ဆီးနေစမှာဖမ်းဆီးလိုက်တာဖြစ်ပါတယ်ဒီလိုဖမ်းဆီးခံရသူတွေထဲမှာအသက်မပြည့်သေးသူတွေတက်လက်ပိုင်းအမျိုးသားတွေအမျိုးသမီးတွေအသက်50နဲ့အထက်တက်ကြီးပိုင်းတွေလည်းပါဝင်နေတယ်လို့သိရပါတယ်ဖမ်းဆီးခံရသူတွေကရဲစခန်းအချုပ်နဲ့အကျဉ်းထောင်မှာပို့ဆောင်ထားတာမရှိကြောင်းမိသားစုဝင်တွေရဲ့စုံစမ်းထားချက်အရာလည်းသိရပါတယ် ဖန်စီခံရသူတချို့ကိုပြူစောတိကောင်းဆောင်တိရာယူမွန်တဲ့အဖွဲ့ကစကောက်စီတက်နဲ့ပူပေါင်းဖန်စီတာဖြစ်ကြောင်းဒီလိုဖန်စီခံရသူတွေကိုမြင်းချံမြို့ပေါ်မှာအခြေဆိုင်ထားတဲ့ခမရဆန်ကတက်ကိုပို့ဆောင်ထားကြောင်းနဲ့အများစုကတရင်အဆနာပြောင်းနေကြောင်းလဲမြင်းချံခရံထောက်ပို့တက်ဖွဲ့ဝင်တို့ကပြောဆိုပါတယ် ။မြင်းကျန်ခရိုင်အတွက်မှာမြို့ပေါ်ကိုစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကအုပ်ချုပ်ထားပြီးကျန်းတဲ့ကျေးရွာတွေပတ်မှာတော့ကာကွယ်ရေးတပ်ဖွဲ့တွေကစုမှုထားတဲ့အခြေအနေဖြစ်ပါတယ်။ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကမြို့နယ်အနီးတစ်ဝိုက်မှာကင်းလည်နေတဲ့စစ်ကောင်စီတပ်တွေနဲ့ပြူစောထီအဖွဲ့တွေကိုပျောက်ကြားတိုက်ခိုက်မှုတွေရှိနေတာကြောင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေလည်းမကြာခဏဖြစ်ပွားနေပါတယ်ရှင်။ ။စကိုင်းတိုင်းကနေမြို့နယ်တောင်ချန်16မိုင်ခန့်အကွာမှာရှိတဲ့ချောင်းမကြီးရွာကိုမေလ4ရက်နေ့ည7:00နာရီအချိန်လောက်မှာစကောက်စီတပ်ကဂျက်တိုက်လေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူထိခိုက်သေးဆုံးမှုတော့မရှိပေမဲ့မိသက်အဆောင်နဲ့လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ဒေသခံတွေထံကသိရပါဗျာ။ကနေမြို့နယ်ချောင်းမကျေးရွာကမုံရရာကြီးလမ်းမနဲ့ကက်လျက်မှာရှိပြီးတော့အနားမြောက်တိုင်းစစ်ဌာနချုပ်နမခနဲ့မိုင်30အကွာလောက်မှာတည်ရှိနေတာဖြစ်ပါတယ် ဒီကြေးရွာကိုစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုလေးကြိမ်လှုပ်ထားကာအမျိုးသမီးတဦးပါဝင်တေဆုံးသူ၅ဦးရှိနေပြီဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါရယ်ဒီလိုဘုံကျဲတာတွေခက်ဆိတ်ဆိတ်ဖြစ်လာနေတဲ့အတွက်ဒေသတွေမှာလူသွားလူလာနှဲပါသွားပြီးတော့ညာဘက်တွေမှာဆိုရင်တော်ရဲကိုစစ်ဆောင်ပြီးတော့ရွှေပြောင်းအိတ်ဆက်ရာတွေလည်းရှိနေတယ်လို့ချောင်းမဒေသခံတို့ကပြောပါရယ် ကနေမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေတဲ့ချောင်းမကြီးရွာအပါဝင်နှက်ကြီးဝက်ချောင်းလေးမူထောစားတဲ့ကြီးရွာတွေကဒေသခံတွေကလည်းလေးချောင်းရံကြောင့်ထွက်ပြေးတိမ်းရှောင်နေကြပါရဲ့ရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုကြမှာပါ။အငင်းပွားကျွန်းနေနေမှာလေးပိုင်းနဲ့ချိုးဖောက်တယ်လို့ဆိုကဂျပန်နဲ့တရုတ်အပြန်အလှန်ဆွဆွဲကြတဲ့သတင်းကိုမြစည်းမဝိုင်တော်သူဂျူချန်းကတင်ဆက်ပေးမှာပါရှင်။တရုတ်ရဟန်းရှန်နဲ့ကမ်းခြေဆောက်ရေရင်တွေက ဂျပန်လေယာဉ်တွေနဲ့အငင်းပွားကျွန်းတွေအနေထိတ်တိုက်တွေ့ခဲ့ကြပြီးတဲ့နောက်အမျိုးသားလေပိုင်နက်ကိုချိုးဖောက်တဲ့ဆိုပြီးတိုကျိုနဲ့ပေကျင်တို့ကတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲပြီးတော့တန်တမန်ကန့်ကွက်လွှာတွေအပြန်အလှန်ပေးပို့ထားကြပါတယ်အရှေ့တရုတ်ပင်လယ်မှာရှိပြီးတော့တရုတ်ကဒီအောင်ယူလို့ခေါ်ဆိုပြီးဂျပန်ကစင်ကာကူလို့ခေါ်ဆိုတဲ့ကျွန်းတွေကိုတိုချိုကအုပ်ချုပ်နေပြီးတော့ပေကျင်းကလည်းသူပိုင်တယ်ဆိုလို့ပြောနေတာကြောင့်နှစ်နိုင်ငံဆက်ဆံရေးမကြာခဏအချင်းများနေကြရတာပါ။ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့တနင်္ဂနွေနေ့ထုတ်ပြန်ချက်တည်းမှာအရပ်ဖတ်လေရင်တစည်းတရားယူကျွန်းနေအနီးဝေရောက်လာပြီးအဲ့ဒါကတရားမဝင်ထိပါကျူးကျော်တဲ့လောက်ရဖြစ်တယ်လို့ဂျပန်တန်ယုံတန်မှုကြီးစီကိုနှစ်နာမှုအတွက်လင်းနဲ့တရားဝင်နဲ့တိုင်ကြားစာကိုပြပို့ခဲ့တယ်လို့ဆိုပါတယ်ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကတရက်စောပြီးထုတ်ပြန်ထားတဲ့ကြေညာချက်ထဲမှာတော့ဂျပန်စင်ကာကိုကျွန်းနေအနီးရေပိုင်နဲ့တည်ထက်ကိုတရုတ်ကမ်းခြေစောက်ရေရန်လေးစီးကျူးကျော်ဝင်ရောက်လာတဲ့အတွက် ဒုတိယနိုင်ငံသားရေးဝန်ကြီးကဂျပန်မှာရှိတဲ့တရုတ်တန်အမတ်စီကိုပြင်းထန်တဲ့ကန့်ကွက်စာပေးပို့ခဲ့တယ်လို့ဆိုပါရယ်။ကမ်းခြေစောက်ရေရင်တစည်းမှတက်လာတဲ့ရဟတ်ရင်တစည်းကလည်းဂျပန်နိုင်ငံရဲ့လေပိုင်နက်ကိုချိုးဖောက်ခဲ့တဲ့အတွက်အလားတူဖြစ်ရမျိုးနောက်ထပ်မဖြစ်ပွားဖို့တရုတ်ကိုပြင်းထန်စွာတိုက်တွန်းမှကြောင်းဒုတိယနိုင်ငံသားရေးဝန်ကြီးကအလားတူကန့်ကွက်ခဲ့တာပါ။အဲ့ဒီရဟတ်ရဟာဆင်ကာကိုကျွန်းနစ်အနီးဂျပန်လေပိုင်နက်ထံမှစနေနေ့က15မိနစ်လောက်ပြန်တန်းခဲ့ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားထားပါတယ်ရှင်။ ဆက်လက်ပြီးတော့နောက်ထပ်တိုက်ခိုက်မှုတွေအတွက်ယီမန်ဟူသီတပုံတွေကအမေရိကန်ကိုအပြစ်တင်တဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြို့တော်ဆာနာအတွင်းနဲ့အနီးတစ်ဝိုင်းမှာလေကြောင်းတိုက်ခိုက်မှု၁၀ချိန်ပြုလုပ်ခဲ့တာကြောင့်ယီမန်ဟူသီတပုံတွေကဝါရှင်တန်ကိုတနင်္လာနေ့မှာအပြစ်တင်ပြောကြားလိုက်ပါတယ်။အမေရိကန်ကအီရန်ကြောထောက်နောက်ခံပေးထားတဲ့တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဟူတီသတင်းအေဂျင်စီဆာပါကမြို့တော်မှာရှိတဲ့အာဘင်းလန်နဲ့လေယင်ကွင်းလန်တို့ကိုအမေရိကန်ကတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ပြောထားပါတယ်။ဒေတာကိမှုနှစ်ခုကိုအမေရိကန်ကျူးကျော်မှုလို့ပြစ်တင်ပြောကြားထားပြီးအရင်ကလဲစာနာမျိုးကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေတတိတန်းကြီးပြုလုပ်ထားခဲ့တယ်လို့ဆိုပါရယ်စာပါသတင်းဌာနရဲ့အဆိုအရစာဝန်ရက်ွက်မှာတိုက်ခိုက်မှုကြောင့်လူပေါင်း၁၄ဦးဒဏ်ရာရခဲ့တယ်လို့ဟူဒီအဆိုအရဂျာမိုင်းဝန်ကြီးဌာနကပြောပါရယ် 2014ခုနှစ်ကတည်းကဟူတီတို့ထိန်းချုပ်ခဲ့တဲ့မြို့တော်ဆာနာမှာပောက်ကွဲတဲ့အကြီးတွေကို AFP သတင်းထောက်ကကြားခဲ့ရတယ်လို့ဆိုပါတယ်။ဝါရှင်တန်ရဲ့မဟာမိတ်အစ္စရေးနိုင်ငံရဲ့အဓိကလေဆိပ်ကိုဟူတီတပုံတွေကတနင်္ဂနွေနေ့မှာတိုက်ခိုက်မှုကြောင့်လေဆိပ်အနည်းဝန်းကျင်ကိုတိုက်ခိုက်ပြတဲ့နောက်ဒီလိုဟူတီတပုံတွေအပေါ်မှာဝါရှင်တန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဧပြီလနောက်ပိုင်းအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လူရှင်ဦးတန်ရရခဲ့တယ်လို့သဘုံတွေရဲ့အပြောအယသိရပါတယ်။မြောက်ပိုင်းမှာရှိတဲ့သူတို့ရဲ့အမာခံနယ်မြေစာဒါအပါဝင် တိုင်းပြည်တွင်မှာရှိတဲ့တခြားနေရာတွေကိုလည်းအလားတူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်တုံးစီစီနဲ့စောင်းစီစီတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါတွေကိုတော့မြစီမဝါနော်တာကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။ ဒီနေ့တော့နောက်ဆုံးရရှိထားတဲ့ဝင်လက်လက်နံပါတ်ကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စီ2430ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1633.96ကျပ်ပြင်ပပေါင်စီ3433ကျပ်ယောပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1388.98ကျပ်ပြင်ပပေါင်စီ9032ကျပ် ဟိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတပ်မစေ63ဒသမ55ချာပြင်ပပေါင်စီ133ဒသမ8ခွန်ချာမလေးရှားတဝင်းကိုစစ်ကောင်စီတပ်မစေ491ဒသမ34ချာပြင်ပပေါင်စီ1059ချာပေါင်စီရှိပါတယ်။ဗျာပါငွေလဲလဲနှုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ောက်ဆုံးရပြည်တွင်းရွှေစင်းတွေကတော့တစ်ထောက်ရွှေတစ်ချက်သားကိုရွှေကုန်တယ်အတင်းသတ်မှတ်စေ56သိန်း9000ကျပ်ပြင်ပပေါ့စေ53သိန်း9000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တယ်အတင်းသတ်မှတ်စေ53သိန်း13625ကျပ်ပြင်ပပေါ့စေ69သိန်း4000ကျပ်ပေါ့စေရှိပါတယ်။ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်တယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ ဒီဇယ်လီတာကို2435ကျပ်ပရီမီယံဒီဇယ်လီတာကို3010ကျပ်အော်ဒိတ်92လီတာကို2805ကျပ်အော်ဒိတ်95လီတာကို2865ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါ73ဒီဇင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရစားအောင်စီစဉ်လုပ်တွေကတော့စားအောင်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6900ကျပ်ပြင်ပပေါက်စဉ် 6000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမစီမပရိုင်တိုင်းမစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။တမစီမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။